လန်နဲ့ပိုင်းထဲမှာအကောင်တွေကဘာလို့အရာမတွေဖြစ်နေတာလဲ။လန်နဲ့ပိုင်းထဲမှာအရာမတော်ဝါရီမျိုးစုံနေကြတယ်ဆိုတော့အားလုံးသိပါရယ်နော်။ဒါပေမဲ့ဘာကြောင့်များသူတို့ကအဲ့ဒီလောက်ထိကြီးမားနေကြတာလဲ။သူတို့သဘောဝါကဘလို့ရှိတယ်လဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ဒီအကြောင်းအရာတွေကိုဒီပိုင်းလေးမှာတင်ဆက်ပေးတော့မှာဖြစ်လို့အဆုံးထိကြည့်လိုက်ကြရအောင်ပါနော်။ပင်လယ်နှက်ပိုင်းဆိုတာကမ္ဘာပေါ်မှာတော်တော်ကိုထူးခြားတဲ့အရာပါရှင်။ လေလံမှုလည်းအများကြီးမလောက်ထားနိုင်တဲ့ဧရိယာဖြစ်ပါတယ်။လူသားတွေကအဲ့ဒီရေနက်ပိုင်းထဲကိုဆင်းဖို့ရကတော်တော်ကိုခက်ခဲတာကြောင့်အများကြီးမလေ့လာနိုင်ဘူးဖြစ်နေတာပေါ့ရှင်။ဒါကြောင့်လည်းပင်လယ်ရေနက်ပိုင်းကိုကမ္ဘာပေါ်ကအသီးစားဂျိုးလို့ခေါ်ကြတဲ့သူတွေတောင်ရှိပါတယ်။နောက်ပိုင်းမှာပညာရှင်တွေကဘလောက်တောင်ပြောလာကြသလဲဆိုရင်လူတွေကပင်လယ်နက်ပိုင်းထက်အင်္ဂါဂျိုးအကြောင်းတောင်ပို့ပြီးတော့သိကြသေးတယ်တဲ့။ အဲ့ဒီလောက်အထိကိုလေးလောက်မှုနည်းနည်းပဲလုံနိုင်သေးတာပင်လယ်နှက်ပိုင်းပေါ့ရှင်ပင်လယ်နှက်ပိုင်းဆိုလို့ပေ၄၀၀၅၀၀လောက်ကိုဆိုလိုတာမဟုတ်ပါဘူးနော်လုံအောင်ကို mid time zone လို့ခေါ်တဲ့တကောင်စုံပေ၃၀၀ကျော်ကိုဆိုလိုတာဖြစ်ပါတယ်ဒါပေမဲ့တကယ်အကောင်အကြီးကြီးတွေကအဲ့ဒီတကောင်စုံထဲမှာတောင်ရှိနေတာမဟုတ်ပါဘူးသူတို့ကပေ၃၀၀၃၀၀ကျော်ရင်းနှက်ပိုင်းကြီးအောက်ဘက်မှာပဲရှိနေတာဖြစ်ပါတယ်တကောင်စုံမှာတော့နေရောင်ကမမြင်ရတော့တာကြောင့်အဲ့ဒီအောက်ပိုင်းကလုံးဝကိုအမှောင်တိပါပဲအဲ့ဒီလိုအမှောင်တိတဲ့မှာအိမ်မှာတရဝကြီးတွေနေထိုင်ကြပါတယ် အဲ့ဒီအထက်မှာအတိသားဇုံကတော့ Greenland ငမန်းတွေပါရှင်။ပေ20လောက်ထိကိုကြီးနိုင်တဲ့ကောင်းတွေဖြစ်ပြီးတော့တားကောင်ကိုအကောင်လိုက်ဖန်းစားနိုင်တဲ့ငမန်းတွေတမ်းမှာတော့သူတို့ကအကြီးဆုံးလို့ဆိုနိုင်ပါတယ်။ ဒါကဝေးရှက်ဝေးလငါလူမျိုးကောင်တွေကိုထက်မတွေ့ထားတာဖြစ်ပြီးတော့အဲ့ဒီဝေးလငမန်းတွေကြတော့အကောင်လိုက်စားနိုင်တဲ့ကောင်တွေမဟုတ်ပါဘူးအကောင်တသေးလေးတွေကိုပဲမျိုးချနိုင်တာပါဒီဂရိလငမန်းတွေကတတန်းအဖြစ်လဲနှစ်400ကျော်နေနိုင်ကြတဲ့ကောင်တွေပါသူတို့ကတက်လောင်ကြီးပေမဲ့အလှူရှာမှုကြလဲအရန်ကိုနှေးပါတယ်ရှင့်ကဘာပေါ်မှာလှူရှာမှုအနှေးဆုံးကားကတော့သူတို့ပါသူတို့ကစွန်းရင်ကိုချွေတိုင်ရမှဖြစ်လို့အဲ့ဒီလိုနှင်းနှေးပဲလှူရှာကြပါတယ် သူတို့ကျွတ်ကအစာတစ်ခေါက်စားရဖို့ဆိုတော့လာနေချီကြနိုင်တာကြောင့်စားထားတဲ့အစာကစွမ်းအင်တွေမြန်ကုန်မသွားအောင်နည်းနည်းလေးပဲလှုပ်ရှားကြပါတယ်။နည်းနည်းပဲလှုပ်ရှားတာကြောင့်ဇီဝဖြစ်စဉ်လည်းနှေးပါတယ်။အသက်လည်းရှိပါတယ်။တနှစ်ကိုလမနည်းနည်းလေးတော့ပဲကြီးလာပြီမယ်။နှေးလေးရလောက်နေရတဲ့အခါကျတော့အကောင်ကြီးတွေဖြစ်လာကြတာပါ။ တွေ့ရှိဘူးတဲ့ Greenland ငမန်းထဲမှာ Shakespeare နဲ့တခက်တည်းမွေးခဲ့ဘူးတဲ့ကောင်းနေတော့အခုအသက်ရှင်နေတာရှိပါသေးတယ်။ဒီအကြောင်းအရာကိုဆက်ပြီးတော့မတင်ဆက်သေးခင်မှာအခုလိုစင်ဝင်စားဝေးကောင်းတဲ့အကြောင်းအရာတွေကိုအမြဲကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ Interest Knowledge Page လေးကို Like and Follow လေးလုပ်ချပေးဖို့တောင်းဆိုချင်ပါသေးတယ်။အကောင်းဆုံးတွေကိုပဲရွေးချက်တင်ဆက်ပေးတော့မှာပါရှင်။နောက်ထပ်ပင်လအောက်မှာရှိတဲ့အရာမကောင်းကြီးတွေကတော့ပင့်ကူကနန်စပိုင်ဒါခရပ်ကြီးတွေပါရှင်။ခြေတန်ကြီးတွေရဲ့အရှိကပက်စကာတစည်းစာလောက်ကိုရှိနိုင်ကြပါသေးတယ်။ ပင်မကိုလုံးကတော့အဲ့ဒီလောက်မကြည့်ပါဘူးဘောလုံးတစ်လုံးစာလောက်ပဲရှိပါတယ်ဒီကောင်ကြီးတွေဟာလည်းပင်လက်ကျမ်းမြမာနေတာဖြစ်ပါတယ်နောက်ထပ် ice spot တွေကလည်းပင်လက်ကျမ်းမြမာအကြီးကြီးတွေပါပဲပုံမှန်အဖြစ်နှစ်လမလောက်တောင်မရှိတဲ့ကောင်တွေကပင်လက်ကျမ်းမြမာဆိုရင်တော့ခွေးဘလူးတစ်ကောင်လောက်ကိုကြည့်ပါတယ်သူတို့ကတော့ဘာရရစားတဲ့ကောင်တွေပါဝီလာငါးရီငမန်းနေရမစင်နေငါးတေကောင်းနေနောက်ဆုံးတင်မောပြက်တွေကသစ်ဆွေးတွေကိုတောင်စားပါတယ် တို့လည်းခဏနေပဲနေပြီးတော့မလုံမရှားနေကြတဲ့ကောင်းတွေဖြစ်ပါတယ်။တို့ဇီဝဖြစ်စဉ်ကလည်းနှေးပါတယ်ရှင်။လူတွေဖမ်းမိထားတဲ့ ice spot ကောင်ဆိုရင်ငါးနဲ့တိတိအစာမစားပဲနေနိုင်တာကိုတွေ့ရှိခဲ့ရပါတယ်။ပင်လယ်ရင်နဲ့ပိုင်းတွေကအေယာမပြည်စည်းငါးတွေဆိုရင်လည်းကြောက်စရာတွေပါပဲ။အဲ့ဒီအများဆုံးရေတရွာထဲမှာပါပါတယ်။ဘက်စကတစည်းစာလောက်အထိကိုရှေ့လျကြီးမားနိုင်ကြပါတယ်။တို့ကတော့ရှေ့ကကောင်းနေလို့မဟုတ်ပဲမြန်ပါတယ်။ ဘာဖြစ်လို့ပင်လယ်ရေနဲ့ပိုင်းတန်းမှာမှဒီလိုအရာမကောင်းကြီးတွေဖြစ်ထွန်းနေတဲ့လဲဆိုရင်အောက်ဆီဂျင်ပါဝင်မှုကပင်လယ်အလဲပိုင်းမှာထက်ပိုများလို့ကအကြောင်းတစ်ခုပါပဲပင်လယ်မှာကပေ650လောက်ကနေပြီး3300ကျွမ်းမှာအောက်ဆီဂျင်နည်းပါးစုံရှိနေပါတယ်အဲ့ဒီအောင်မှာမှဒီကောင်းကြီးတွေရှိတာပါရှင်နောက်ထပ်တစ်ချက်ကတော့အသက်ရှိကြတာပါပဲတဒံအရန်ကိုရှိတော့ကြီးတွားနိုင်စွမ်းကလည်းအရန်များပြီးတော့အကောင်ကြီးတွေကကြီးလာကြတာဖြစ်ပါတယ် ပရိသတ်ကြီးတို့ရောဘလောက်ကြီးတဲ့ပင်လယ်သရဝမျိုးတွေကိုမြင်မှုကြပါလေ။အောက်ကကွန်မတ်မှာပြောခဲ့ပေးပါအောင်နော်။ကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။